မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့အိမ်ဆောင်တဲ့အကြောင်းဖြစ်ပါတယ်ဗုဒ္ဓဖျားရှင်ဟောကြားခဲ့တဲ့အကြောင်းအရာများနဲ့ဆရာတော်ကြီးများရဲ့ဟောကြားချက်များကိုအခြေခံပြီးတင်ပြပေးမှာဖြစ်ပါတယ်အခုတင်ပြမယ့်အိမ်ဆောင်တဲ့ဆိုတာ38မိနစ်များကိုဆိုလိုတာမဟုတ်ပါဘူးမြို့ဆောင်တဲ့ရွာဆောင်တဲ့တောဆောင်တဲ့တောင်ဆောင်တဲ့ရုပ်ကစိုးတို့လိုလူလောကမှာ လူသားတို့နဲ့ရှင်တွဲနေထိုင်တဲ့နတ်များကိုဆိုလိုတာဖြစ်ပါတယ်။အိမ်ဆောင်နတ်များဟာစတုမဟာရဏတ်မင်းကြီးတို့ရဲ့လက်အောက်ခံနတ်များဖြစ်တာကြောင့်စတုမဟာရဏတ်မျိုးနွယ်ဝင်လို့ပြောရင်လည်းမမားနိုင်ပါဘူး။မြို့တစ်တစ်ခုတည်းပြီးဆိုရင်ဆိုင်းရဆိုင်းရနတ်တွေပေါ်လာပြီးတော့ရက်ွက်တွေအိမ်တွေမှာခွဲဝေပြီးနေကြတယ်လို့ပိတကတ်တော်မှာလာရှိပါတယ်။အထက်နတ်တွေကတာဝန်ပေးထားလို့စောင့်နာမျိုးမဟုတ်တော့လဲစောင့်ရှောက်ရမယ့်လူတွေရဲ့ဖုံးကန်နဲ့ အချင်းဒီလာအစင်တန်းပုံမူတည်ပြီးအိမ်ဆောင်လက်တွေရဲ့အစွမ်းတကိုးတွေကလည်းကြွားချပါတယ်လူတွေရဲ့ဘုံကံနဲ့အချင်းဒီလာအခြေအနေပုံမူတည်ပြီးအိမ်ဆောင်လက်ကလည်းတပားမကရှိတတ်ပါတယ်ကိုယ်အိမ်ကိုအမိပြုပြီးဖြစ်နေတဲ့နှက်ကိုအိမ်ဆောင်လက်လို့ခေါ်တာပါအိမ်ရဲ့တနေရာရာမှာရှိနေတာမဟုတ်ပဲထိုအိမ်ကိုအမိပြုပြီးဗိမာန်ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်ထိုအိမ်မရှိရင်တော့အိမ်ဆောင်လက်ရဲ့ဗိမာန်လည်းပျောက်သွားပါတယ် အတိတ်ဘဝတွေကဆွေမျိုးတော်ဆက်ခဲ့တဲ့နှစ်တွေကမိမိအိမ်ကိုလာပြီးစောက်ရှောက်ပေးတတ်ကြသလိုကိုယ့်အပေါ်မှာချစ်ခင်နေတဲ့နှစ်တွေဟာလည်းမိမိအိမ်ကိုစောက်ရှောက်ပေးတတ်ကြပါလေကိုမမြင်ရပေမဲ့ကိုယ့်ရဲ့ပဝန်းကျင်မှာအိမ်ဆောင်နှစ်တို့တောဆောင်နှစ်တောင်ဆောင်နှစ်တို့ဆိုတာရှိပါတယ်ကိုဆောင်နှစ်ဆိုတာလည်းကိုခန္ဓာကိုယ်နဲ့ဆက်ဆက်ပြီးဖြစ်ပေါ်နေတဲ့နှစ်တစ်မျိုးပါပဲ ကိုစောင်းတဲ့အကြောင်းကိုလည်းကျွန်တော် channel မှာဝင်ရောက်လေ့လာနိုင်ပါတယ်ကိုမှအိမ်လေးစောက်ထားပြီဆိုလို့ရှိရင်အိမ်မြောင်တို့ကိုဟတ်တို့စတဲ့တရဝါလေးတွေရောက်လာတယ်လို့ပဲကိုမမြင်ရတဲ့ net တွေဟာလည်းကိုအိမ်နဲ့ဆက်ဆက်ပြီးသူတို့ရဲ့ဘုံပိမှန်တွေဖြစ်ပေါ်နေတာပါအဲ့ဒါကိုပဲအိမ်ဆောင် net လို့ခေါ်တာဖြစ်ပါတယ်တစ်ပင်ကိုအမိပြုပြီးဘုံပိမှန်တွေ ဖြစ်လာတဲ့အခါရုပ်ကစိုး net လို့ခေါ်ပါတယ်မြေကြီးပေါ်မှာဘုံပိမှန်ပေါ်လာရင်ဘုံမစိုး net လို့ခေါ်ပါတယ် ကောင်းကင်မှာဘုံပိမှန်နဲ့နေထိုင်တဲ့နှက်တွေကိုအကာသဆိုးနှက်လို့ခေါ်ပါတယ်။အဲ့ဒါတွေကကိုယ်ပဝန်းကျင်မှာရှိနေတတ်ပါတယ်။အဲ့ဒီလိုရှိနေတာကိုသူလဲသူဟာသူနေကိုလဲကိုဟာကိုနေဆိုတာမျိုးမဟုတ်ဖဲနဲ့မိမိကိုယ်တိုင်ကအတိမတ်ပြုပြီးတော့ကုသိုလ်ကောင်းမှုလုပ်တိုင်းမိမိအနီးပါးမှာရှိတဲ့နှက်တွေကိုချမ်းသာကြပါစေ။ကုသိုလ်ကောင်းမှုကိုအမျှဝေပါတယ်။အမျှယူကြပါလို့အမျှဝေလို့အမျှရတဲ့အခါကျရင်အိမ်ဆောင်နှက်အပါဝင်နှက်တွေဟာလည်း ဖုံးတကိုးတွေတိုးတက်သွားပါတယ်။နတ်ဆိုတာလူတွေလိုလောက်ကင်စားတော့ရတဲ့အမျိုးအစားမဟုတ်ပါဘူး။တာဓုခေါ်လိုက်လို့ကုတုကောင်းမှုတိုးသွားရင်အစွမ်းတကိုးတွေတိုးသွားပါတယ်။နတ်ဝတ္တဇာတွေပိုကောင်းလာတယ်။ဘုံပိမှန်တွေပိုကောင်းလာတယ်။စားစရာတောက်စရာတွေပိုပြည့်စုံလာတယ်။အရှိန်ဝါတွေပိုတက်လာတယ်။မိမိကိုစောင်းလျှောက်တဲ့နတ်တွေအစွမ်းတကိုးတိုးသွားရင်သူတို့ရဲ့လောက်ပိုင်ခွင့်တွေလည်းတိုးသွားလို့မိမိတို့ကိုပိုပြီးစောင်းလျှောက်နိုင်ပါတယ်။ ဒါကြောင့်ကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်းနဲ့တွေကိုလည်းအမျှဝေပါ ကိုမမြင်ရလို့မယုံဘူးလို့ပြောလို့မရပါဘူးမြတ်စွာဘုရားရှင်ကိုယ်တိုင် ဟောကြားထားတာကစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာအရက်တစ်ခုခုမှနေရဆိုရင် ကုသိုလ်ကောင်းမှုလုပ်ပြီးအဲ့ဒီကုသိုလ်ကောင်းမှုရဲ့အဖို့ပါကောက်ကိုပဝန်းကျင်မှာရှိတဲ့နတ်တွေကို အမျှဝေပါတဲ့အမျှဝေလိုက်လို့ရှိရင်နတ်တွေက ကိုယ့်ကိုစောင့်ရှောက်လိမ့်မယ်နတ်တွေရဲ့စောင့်ရှောက်ရတဲ့ပုဂ္ဂိုလ်ဟာအကောင်းကြီးပဲတွေ့တယ် တိုးတက်ဖို့အခွင့်အလမ်းတွေအများကြီးကြုံလာတယ်။ဘာလို့လို့အဆင်ပြေလာတယ်။အနည်းရီကင်းလာတယ်။မိခင်ကတာသမီပုံမှာစောင့်ရှောက်တယ်လို့နတ်တွေက ကိုယ့်ပုံမှာအကျဉ်းနာတွေမေတ္တာတွေပို့ပြီးတော့စောင့်ရှောက်လာတယ်။ပိဋကတ်တော်မှာလာတဲ့တကားဆောင်နဲ့တို့ထီချက်ဆောင်နဲ့သမီးတို့ဆိုတာလေအိမ်ဆောင်နဲ့လို့ပြောလို့ရပါတယ်။အိမ်ဆောင်နဲ့တကယ်ရှိကြောင်းလူတွေကိုတကယ်စောက်ရှောက်ကြောင်းကိုထင်ရှားစေတဲ့ဇဝတ္ထုတာတကများများစွာရှိတဲ့အထက်ကအချို့ကိုတင်ပြပါမယ်။ တေမီယာဇတ်တော်မှာတေမီမင်းသားဟာဖခမဲတော်ဖြစ်တဲ့ဘုရင်ကခိုးသားလေးယောက်ကိုတည်တန်းစီရင်နေတာမြင်တွေ့ပြီးဘုရင်လောက်ရမှာကို ထိတ်လန့်ကြောက်ရွံ့ကစိုးရင်ပူပန်နေပါတယ်။အဲ့ဒီအချိန်မှာ အတိတ်ဘဝကမိခင်တော်ဆက်ခဲ့မှုတဲ့ထိဖြူဆောင်တဲ့သမီးကတေမီမင်းသားကိုနာမကျသူစကားမပြောတတ်သူအဖြစ်ဟန်ဆောင်မှုအကြံပေးဆောင်ရှောက်ခဲ့ပါတယ်။အဲ့ဒီဇတ်တော်မှာပါတဲ့ထိဖြူဆောင်တဲ့သမီးဟာလည်း တေမီမင်းသားရဲ့အနီးပါးကနေဆောက်ရှောက်ပေးနေတဲ့ကိုဆောင်းနှက်လို့ပြောလို့ရတယ်လို့အိမ်ဆောင်းနှက်ဆိုလည်းမမားပါဘူးမဟောတရာဇတ်တော်မှလည်းတေနာက စတဲ့အမတ်ကြီးလေးဦးတို့ရဲ့မကောင်းကြံစီမှုကြောင့်မဟောတရာဒုက္ခရောက်နေစဉ်မှာထိဖြူဆောက်နှက်သမီးကကူညီဆောက်ရှောက်ပေးခဲ့ကြောင်းပါဝင်ပါတယ်ထိုထိဖြူဆောက်နှက်သမီးဟာလည်းမဟောတရာရဲ့အနီးပါးကနေဆောက်ရှောက်ပေးနေတဲ့ကိုဆောင်နှက်လို့ပြောလို့ရတယ်လို့အိမ်ဆောင်နှက်ဆိုလည်းမမားပါဘူး စေတီးယဇတ်တော်မှာ စေတီးယမင်းဟာဘုံတကိုးကြီးတာကြောင့်တကိုးကြီးရဲ့နှစ်သားလေးပါးကတန်လျက်ကင်ပြီးအရက်လေးမျက်နှာမှာစောက်ရှောက်ကြပါတယ်စေတီးယမင်းမူသားစကားပြောဆိုတဲ့အခါမှာအဲ့ဒီနှစ်သားလေးပါးကွယ်ပြောက်သွားပါတယ်လူတွေမှာကိုဆောင်နဲ့အိမ်ဆောင်နဲ့စားတဲ့နှစ်တွေရှိတယ်ဆိုတဲ့တာရကပါပဲနောက်တစ်ခါအနာထပိန်တထေးအိမ်မှာတကားဆောင်နဲ့ရှိပါတယ်အနာထပိန်တထေးကနေ့စဉ်တန်ဃာတော်တွေပင်ပိတ်ဆုံးကတ်တာကို အဲ့ဒီနှက်ကမကြိုက်ပါဘူး။တနေ့တော့အနာထပ်ပိန်တထေးဟာအကျွေးတွေပြန်မရတာအပြင်မြေကြီးထဲမြုပ်ထားတဲ့ရွှေအိုးတွေလည်းပျောက်သွားလို့စီးပွားပြတ်သွားပါတယ်။အဲ့ဒီအခါတကားဆောင်နှက်ကလှူလို့ဆင်းရဲလာလို့ပြောပြီးမလှူဖို့တားပါတယ်။အနာထပ်ပိန်တထေးကနှက်ယုတ်မှဆိုပြီး ထိုတကားဆောင်နှက်ကိုမောင်းထုတ်ပါတယ်။တကားဆောင်နှက်ကနေစရာမရှိတော့တကြားမင်းစီသွားပြီးအကူအညီတောင်းပါတယ်။တကြားမင်းက အနာထပ်ပိန်တထေးကို အကျွေးတွေရအောင်လုပ်ပေးပြီးမြုပ်ထားတဲ့ရွှေအိုးတွေပြန်ရှာပေးပြီးမှတောင်းပန်ဖို့စီခိုင်းပါတယ်ဒီလိုနဲ့တကားဆောင်နဲ့လဲသူ့နေရာကိုပြန်ရသွားပါတယ်ဒီဇက်တော်အရာနှက်ကောင်းနှက်မျက်ရှိတယ်လို့နှက်ဆိုးနှက်ယုတ်လည်းရှိတယ်ဆိုတာသိရပါတယ်ဒါအပြင်မိမိကအကျင့်တိလာနဲ့ပြေဆုံးရင် အိမ်ဆောင်နှက်ကိုပင် နှင်ထုတ်နိုင်တယ်ဆိုတာသိရပါတယ်အခုလိုမျက်စွာဖျားဟောကြားတော်မူခဲ့တဲ့ဇက်တော်တွေကိုကြည်ချင်းအဖြစ်အိမ်ဆောင်နှက်တွေတကယ်ရှိတယ်ဆိုတာကတော့ထင်ရှားပါတယ် ကိုယ်ပတ်ဝန်းကျင်မှာဒီလိုအိမ်ဆောင်နဲ့စတဲ့နေတွေရှိမှန်းတည်သွားပြီဆိုရင်နောက်တစ်ဆင့်အနေနဲ့နေတွေရဲ့ဆောင်ရှောက်မှုခံရအောင်ပြုလုပ်တင်ပါတယ်ဥပမာအနေနဲ့တင်ပြရရင်တီလာစောက်တီချင်းနေတွေကိုမေတ္တာပို့တခြင်းပြိပဌံမဟာတမယတုတ်စတဲ့တရားတော်တွေကိုယူဖတ်ပူဇော်ခြင်းမိမိပြုလုပ်တဲ့ကုသိုလ်ကောင်းမှုရဲ့အဖို့ပါကကိုနေများအားအမျှဝေခြင်းနေတွေကိုကိုးကွယ်တာမျိုးမဟုတ်ပဲဗလိနဲ့စကြွေးခြင်းတို့ဖြင့် အိမ်ဆောင်နဲ့စတဲ့နတ်များရဲ့စောင့်ရှောက်ခြင်းကိုခံရမှာဖြစ်ပါတယ်။ယခုမျက်မှောက်ခေတ်ကာလမှာလည်းတီလာတမာတိနဲ့ပြည်စုံသူတွေကိုကိုးဆောင်နဲ့အိမ်ဆောင်နဲ့စတဲ့နတ်တွေကစောင့်ရှောက်ကြပါတယ်။ယခုနဲ့မလ28ရက်နေ့ကမြန်မာနိုင်ငံမှာငလင်ကြီးလုတ်ခတ်ခဲ့ရာမှာကိုးဆောင်နဲ့အိမ်ဆောင်နဲ့စတဲ့နတ်တွေကူညီကဲတင်ခဲ့လို့ထူးဆန်းစွာနဲ့လွတ်မြောက်ခဲ့သူများလည်းများစွာရှိတာကို တွေ့မြင်ရပါတယ်။ ဥပမာတင်ပြရရင် နေပြည်တော်ကအဖွားတစ်ယောက်ဟာအိမ်မတစ်ယောက်တည်းရှိနေစဉ်အိမ်ရှိကအလူခံဆိုပြီးဩပါတယ်အဲ့ဒီအဖွားကအလူခံတဲ့ဖို့အိမ်ရှိထွက်လာတော့အလူခံကတကယ်မရှိပါဘူးအဲ့ဒီအချိန်မှာငလင်ကြီးလှုပ်ပြီးအဲ့ဒီအဖွားနေခဲ့တဲ့တိုက်လေပြူကျသွားပါတယ်အဖွားကတော့ခြံရှိမှ ရောက်နေလို့အသက်ဘေးကလွတ်သွားပါတယ်ဒီအဖွားရဲ့အချင်းတီလာကြောင့်နတ်ကကယ်လိုက်တာပဲဖြစ်ပါတယ် နောက်ထပ်ဖြစ်စဉ်တစ်ခုကမန္တလေးမှာတိုက်ပြိုပြီးပိတ်မိခဲ့ရတာကနေလွတ်မြောက်လာခဲ့တဲ့မင်းကလေးเจ้าပါငလေးလှုပ်ပြီးအဆောက်ဦးပြိုတော့သူ့ရဲ့ကိုလုံးပေါ်ကိုဆိုဖာကုံကမှောက်လျက်အုံမိသွားပြီးကာကွယ်ပေးထားသလိုဖြစ်လို့အသက်ဘေးကလွတ်ခဲ့ပါတယ်အဲ့ဒီမင်းကလေးဆိုရင်လည်းငယ်ရွယ်ပေမဲ့ဝိပဿနာတရားကိုအမြဲနှလုံးတွင်းနေတာလို့သိရပါတယ်အဲ့ဒီမင်းကလေးရဲ့အချင်းတီလာเจ้าနတ်များကကဲတင်ပေးရတာပဲဖြစ်ပါတယ်ကိုရင်လေးတစ်ပါးဆိုရင်လည်း အဆောက်အဦပြူတာနဲ့အိပ်ပျော်တယ်လို့ဖြစ်သွားပြီးတတိယတော့ဖျားရင်ပြင်တော့ဘောကိုရောက်နေပါတယ်အဲ့ဒီတော့စောဒေါက်တာတက်ဆရာရှိတာကအိမ်ဆောင်နဲ့စတဲ့နှက်တွေရဲ့စောင်းရှောက်နိုင်တဲ့အတိုင်းဒါပဲဖြစ်ပါတယ်အိမ်ဆောင်နှက်တွေမတက်နိုင်တာကတော့ရှိပါတယ်အခုလုံငလင်ကြီးတွေလှုပ်တော့အဆောက်အဦကြီးတွေပြူချမသွားအောင်တော့သူတို့လည်းမတက်နိုင်ကြပါဘူးဒါကတော့ရှင်းပြဖို့ခက်ခဲတဲ့အကြောင်းတရားတွေများစွာရှိပါတယ်ထမံတင်ပြပေးမှာကတော့အိမ်ဆောင်နဲ့ပဋ္ဌာန်းရွတ်ခြင်းအကြောင်းဖြစ်ပါတယ်ပဋ္ဌာန်းရွတ်တာကို အိမ်ဆောင်နဲ့စတဲ့နဲ့တွေက မကြိုက်ကြလို့ဒုက္ခပေးတတ်တယ်ဆိုပြီးမိမိအိမ်မှာပဋ္ဌာန်းရိုးရမှာကြောက်နေကြသူများလည်းများစွာရှိတာကိုတွေ့ရပါတယ်ပဋ္ဌာန်းတရားကိုအိမ်မှာရွတ်လို့ဒုက္ခမရောက်တဲ့အပြင်ကောင်းကျိုးချမ်းသာစက်တည်မင်္ဂလာဖြာဖြာနဲ့ပြည့်စုံနိုင်ကြောင်းအနိုင်ငယ်တင်ပြပါမယ်တကယ်တော့ပဋ္ဌာန်းတရားဟာနတ်ပရိသတ်တွေအတွက်အတိအကထားပြီးမြတ်စွာဘုရားရှင်ကဟောကြားခဲ့တာပါဟောတာကလည်းနတ်ပြည်မှာပါ နတ်ပြည်မှာနတ်ပရိသတ်အတွက်ဟောထားတဲ့တရားကိုနတ်တွေကမနစ်သက်ပဲမနေပါဘူးသူတော်ကောင်းနတ်မှန်ရင်ပဋ္ဌာန်းတရားကိုဘသူကဘယ်နေရာမှာယွယွနှစ်သက်မြတ်လို့ဆိုတာလာရောက်နိုင်ယူမှာသိချပါရဲပဋ္ဌာန်းယွလို့အိမ်ဆောင်နဲ့မနေနိုင်ပဲထွက်ပြေးရတယ်ဆိုတာတဘာဝမကြပါဘူးတကယ်လို့ပဋ္ဌာန်းတန်ကြားတာနဲ့ထွက်ပြေးရတဲ့အိမ်ဆောင်နဲ့ရှိခဲ့တယ်ဆိုရင်လေအဲ့ဒီအိမ်ဆောင်နဲ့ဟာဘုံကံမရှိတဲ့နတ်ဒါမှမဟုတ်သူရုပ်မှနတ်ပဲဖြစ်ပါလိမ့်မယ် အဲ့ဒီလိုနတ်မျိုးကိုယ့်အိမ်မှာလာစောင့်နေလို့လေကိုယ့်အတွက်အကျိုးရှိမှာမဟုတ်ပါဘူးအိမ်မှာပဲဖြစ်စေဖျားမှာပဲဖြစ်စေနေရာဌာနတစ်ခုခုမှာ ပုံကိုတယောက်ယောက်ကပဋ္ဌာန်းတရားယူပွားပြီးဆိုရင်ဘုံတကူကြီးမားတဲ့နတ်တွေပြမာတွေတရားနာရောက်လာတတ်ပါတယ်အိမ်ဆောင်နတ်အပါဝင်ငကူကရှိနေနေပြီးသားနတ်တွေကဘုံတကူနေပါတယ်ဆိုရင် ဖုံးတကူကြီးမားတဲ့နတ်ပြမာတွေအတွက်နေရာဖယ်ပေးရနောက်ဆုတ်ပေးရလို့အဝေးကိုရောက်သွားနိုင်ပါတယ် ူတို့ကောင်းစိတ်ရှိတဲ့အိမ်ဆောင်နှံ့ဟာပဋ္ဌံရုပ်ပွားသူကိုစိတ်မဆိုးပဲကိုကံကို နားလဲစွာနဲ့အဝေးတနေရာကနေပဋ္ဌံတရားနာကြနေမှာပါပဋ္ဌံတရားနာကြပြီးကိုထက်ဖုံးတကိုးကြီးတဲ့နှက်တွေပြမတွေသူ့နေရာသူပြန်သွားတဲ့အခါအိမ်ဆောင်နှံ့လည်းအိမ်မှာနေမြဲအတိုင်းပြန်နေခွင့်ရသွားမှာပါပဋ္ဌံတကိုးကြောင့်သူ့ရဲ့ဘုံပိတ်မှန် စီစဉ်ချမ်းသာတွေတောင်ငိုကထက်ကြီးကျယ်ခမ်းနားလာမှာတေချာပါတယ်တကယ်လို့ကိုယ့်အိမ်မှာမကောင်းဆိုးဝါးတွေ အစိမ့်တရေတွေဖုတ်ပြတာတွေနတ်မိတ်ဆာတွေရှိနေရင်တော့ပဋ္ဌာန်းတရားကို မနာနိုင်ပဲထွက်ပြေးပါလိမ့်မယ်အဲ့ဒီတော့ပဋ္ဌာန်းတရားပဲယွယွတခြားတရားပဲယွယွကိုယ့်ဘက်ကတော့မကောင်းဆိုးဝါးတွေနတ်မိတ်ဆာတွေတကိုးနေတဲ့နတ်တွေကိုယ့်ပဝင်းကျင်မှာမနေနိုင်ပဲထွက်ပြေးသွားစေခြင်းနဲ့ရည်ရွယ်ချက်ဆိုးမျိုးမထားပါနဲ့အယုတ်အလက်အမျက်မရွေးဘဲတတဝါမဆူတရားနာယူပြီးကောင်းကျိုးရစေခြင်းနဲ့ရည်ရွယ်ချက်ကောင်းမဲ့ထားပြီးယွပါ ကိုဘက်ကရည်ရွယ်ချက်ဆိုပြီးမေတ္တာတရားကောင်းပါနေရင်တော့အဝေးကိုထွက်ပြေးရတဲ့နေတွေက မိမိကံနေတဲ့အခါရုတ်ဖက်မှုပြတ်သွားတဲ့အခါမျိုးတွေမှာတုံ့ပြန်ကလေးစားချေတတ်ပါတယ်ကိုစေတနာကိုအကျိုးပေးတဲ့သဘောပါအကောင်ဆုံးကတော့ပဋ္ဌာန်းတရားပဲဖြစ်စေတခြားတရားပဲဖြစ်စေရုတ်ဖက်ပူဇော်တော့မယ်ဆိုရင်မေတ္တာဘာဝနာပွားများပြီးမေတ္တာတုပ်ယူဆိုရပါမယ်ဏီကုံကျုပ်အနေနဲ့တင်ပြရရင် အိမ်ဆောင်နဲ့စတဲ့နေတွေရဲ့အကူအညီကိုရရှိစေဖို့မိမိတို့အနေနဲ့ဒါနာပြုသီလစောင့်တည်တမထဝိပဿနာဘာဝနာတို့ကိုတက်ဆွမ်းသမျှကျင့်ကြံအားထုတ်ကြပြီးအိမ်ဆောင်နဲ့စတဲ့နေတွေကိုမေတ္တာပို့ပေးခြင်းကုသိုလ်ကောင်းမှုတစ်ခုခုလုပ်ပြီးတိုင်းအမြတ်ပေးဝေခြင်းတို့ပြုလုပ်ဆောင်ရွက်ကြရမှာပဲဖြစ်ပါတယ် နောက်လဲဗဟုသုတမျိုးစုံကိုတင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အတစ်တင်တိုင်းသိရအောင်ဘေးနာကခေါင်းလောင်းလေးကိုနှိပ်ပြီးအော်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ video လေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီးမင်းများလိုသည်များအကြံပြုလိုသည်များလည်း comment မှာ ရေးပေးသွားပါအောင်နော်ကျေးဇူးတင်ပါတယ် အားလုံးကိုယ်စိတ်နှစ်ဖြာအကျမ်းမှချမ်းသာကက်ကြီးသုံးပါကျော်လွှားနိုင်ကြပါစေ။